အားလုံးမင်္ဂလာပါခင်ဗျာ night ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ပွဲကောင်း၃ပွဲကို preview လုပ်မှာဖြစ်ပါတယ်ဘလုံးမွေးတွေကိုနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တော့ဆက်သွယ်နိုင်ပါတယ်ပေါင်ကုံကကိုကုံကုံ၃ငါနေနေ shop တက်ကိုဆက်သွယ်ပြီးတော့ကိုနဲ့ကန့်ညီတဲ့စီမင်းစီကန့်နေရှိတယ်ဆိုကစားကြပေါ့ဗျာကျွန်တော်ဒီဖွဲ့ကိုကြော်ညာပေးတာကငွေကြေးကြီးစစ်ချယုံကြည်ရတယ်ဆိုတော့စနုံးတစ်ခုတည်းကိုပဲကြည့်ပြီးကြော်ညာပေးတာဖြစ်ပါတယ် ဘလင်ဆီယာနဲ့လီဗန်တေကစားကြမဲ့ပွဲမြန်မာစံတော်ချိန်မှာနဲ့နှစ်နိုင်ခွဲမှာဖြစ်ပါတယ်ဘလင်ဆီယာတင်းတီလာလီဂါမှတ်ပေးစရာဆင်ဆက်ကွန်လီဗန်တေကအဆင့်16ဖြစ်ပါတယ်အင်ဂျင်တဲကစုပေါင်း12ပွဲကစားပြီးချိန်မှာနိုင်ပွဲ2ပွဲပဲရှိတယ်လေးပွဲတည်ကြပြီးတော့6ပွဲရှုံးတယ်အင်ခွဲမှာကစားထားတဲ့6ပွဲကိုကြည့်တဲ့အခါ3ပွဲနိုင်2ပွဲတည်ကြပြီးတော့2ပွဲရှုံးတယ်လာလီဂါမှာအနိုင်ရထားပါတယ်ဆိုတော့2ပွဲကလည်းသူ့ရဲ့အင်ခွဲပွဲတွေမှာပဲသူနိုင်တာ ဂီတာဖေးနဲ့ဘီဘာဝုသင်းကိုသူနိုင်တယ်ဆိုစီတက်နဲ့ဘက်တစ်ကိုတေးကလာတယ်အိုပီယိုနဲ့ဘီလာရီယဲကိုသူရှုံးထားတယ်ဗျာဒီသင်းဒီအိမ်ကွဲမှာဒုတိယပိုင်းဆိုရာကိုလည်းကောင်းတယ်လို့ဒုတိယပိုင်းမှာပေးကိုလည်းများတဲ့အသင်းပထမပိုင်းမှာတော့ဒီသင်းဒီတိုက်စစ်လက်ညိနဲ့ခံစစ်လက်ညိနဲ့ဗျာကြည့်အောင်ထားတဲ့အပိုင်းကိုကြည့်တော့စုပေါင်း12ပွဲကစားပြီးချိန်မှာအပေါ်အသင်းနေနဲ့သူ2ပွဲကစားရတယ်အပေါ်တဲ့နေနဲ့သူကစားထားတဲ့အဲ့ဒီနှစ်ပွဲမှာတပွဲသူဘော်ရီကြီးအောင်ပြီးတော့တပွဲဘော်ရီကြီးကြတယ်နှစ်ပွဲလုံးဂိုးပေါ်ထားတာကိုသူတွေ့ရတယ် စွပုံ12ပွဲမှာအောက်အသင်းအနေနဲ့စွပုံသူ10ပွဲကစားရတယ်။အဲ့ဒီကစားရခဲ့တဲ့10ပွဲမှာရှော့ပွဲကြေးကြတဲ့4ပွဲသူကြေးအောင်။အိမ်ကွင်းမှာကစားထားတဲ့လာလီဂါစွစုပုံရှော့ပွဲမှာဘော်ဒီကြေး3ပွဲအောင်ပြီးတော့3ပွဲကြေးကြထားတယ်ဗျာ။လီဗန်တေးကြတော့ဒီရသည်တက်တက်လာတဲ့3သင်းနဲ့မှာဒုတိယမြောက်အားအနည်းဆုံးသင်းပဲဗျာ။12ပွဲမှာသူ9ပွဲရှုံးတယ်3ပွဲတည်ရကြပြီးတော့နိုင်ပွဲက2ပွဲပဲရှိတယ်။သူနိုင်ထားတဲ့လာလီဂါမှာသူအနိုင်ရထားတဲ့အဲ့ဒီ2ပွဲလုံးကိုအဝေးဘက်မှာကြီးပဲသူနိုင်ထားတာ။ ဒီတင်းကအိမ်ကွက်တဲ့အဝေးကွက်မှာပို့ပြီးတော့လို့ရကန်ရေကောင်းတယ်ဗျပထမပိုင်းမှာခံစက်လည်းကောင်းတယ်သူတို့ရဲ့တိုက်စစ်လည်းကောင်းတယ်ပထမပိုင်းမှာဆိုတကိုးတကိုးရအောင်သူတို့ယူနိုင်တယ်ဒုတိယပိုင်းကျတော့ဒီတင်းရဲ့ခံစက်ကယော့တယ်ဗျကိုရီပြန်ပြန်ပေးတယ်လာလီကအဝေးကွက်ခုနှစ်ပွဲမှာရှောက်ပွဲအထိကိုရထားတာကိုကြည့်ရင်ဒီပွဲတွေအချိန်ပြေးဝမ်းဝမ်းကစပြီးကစားရမယ့်ပွဲမျိုးလို့ကျွန်တော်တို့ယူဆလို့ရတယ်ကြည့်အောင်ထားတဲ့အပိုင်းကိုကြည့်တော့ရှောက်ပွဲကြည့်အောင်ပြီးတော့ရှောက်ပွဲကြည့်ကြတာ အဝေးဝင်းခုနှစ်ပွဲမှာလေးပွဲအထိကြည့်အောင်သားပြီးတော့လာလီဂါသင်းနဲ့ဆယ်ထဲမှာဝေးဝင်းကြည့်အောင်မြင်မှုအများဆုံးတတိယနေရာမှာရှိတယ်။ဂျင်နိုအသင်းနဲ့သူကြည့်အောင်နဲ့ဂီတာဖီနဲ့သူကြည့်အောင်နဲ့အိုဘီယာရိုအသင်းနဲ့သူကြည့်အောင်နဲ့မာယော့ကာနဲ့သူကြည့်အောင်ပဲ။ဒီနှစ်သင်းကြားဈေးကွက်ကွာဟမှုကိုကြည့်တဲ့အခါနှစ်သင်းလုံးတည်ရီယယ်အိုဘီယာရိုနဲ့သူတို့ကစားပြီးပြီ။အိုဘီယာရိုနဲ့ကစားခဲ့တဲ့ဂျေးတန်းကိုအတီယိုပီးထွက်မယ်ဆိုရင်ဘလင်စီယာနဲ့လီဗန်တေးကြားမှာပြတ်တရာကွာ။ဂီတာဖီနဲ့ကစားတော့ကဂျေးကိုအတီယိုပီးတော့တွက်မယ်ဆိုရင်ဘလင်စီယာကပြတ်တရာ30လောက်ကွာ။ ရီယယ်မက်ဒရစ်နဲ့နယ်သင်းလုံးတွေကစားခဲ့ပြီးပြီးရီယယ်ရဲ့ဂျေးကိုအဒီယူပြီးတော့တွက်မယ်ဆိုရင်ဗလင်စီယာကပြားတရကွာဆိုတော့ဗလင်စီယာအသင်းဒီလီဗန်တေးထက်ကိုဈေးကွက်မှာပြားတရပိုတာတဲ့အသင်းလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဒီဘက်ထက်ပေးထားတဲ့စတဲ့ဂျေးမှာဗလင်စီယာအသင်းကလည်းတရေနှုတ်80နဲ့ဂိုးပေါင်းဂျေးကအာနဲ့အနှုတ်90ဆိုပြီးတော့ပေးခဲ့တယ်ဗျအဲ့ဒီစတဲ့ဂျေးမှာနည်းနည်းလေးပြဿနာရှိခဲ့တယ်ဗျဘာကြောင့်လဲဆိုတော့ဗလင်စီယာအသင်းဒီတရေနှုတ်80 90ပေးထားတာတော့ဟုတ်တယ်ဒါပေမဲ့ ပြတ်တရာကွာတဲ့အသင်းကိုသူကတရနှုတ်90ဝင်ရိုးကိုတည်ပြီးမှမြန်မာကျင်းနဲ့ဆိုတရနှုတ်80လို့ပေးခဲ့တာတကယ်တကယ်ကြတော့ဘလန်စီယာဒီပြတ်တရာကွာတဲ့အတွက်ဒီပွဲသူ့အိမ်ခွင်မှာကစားတဲ့ပွဲမှာတရနှုတ်100ဆိုတဲ့ဝင်ရိုးကိုပဲတည်ပြီးတော့ပေးတင်တာဗျဒါပေမဲ့အခုမြန်မာဆန်တော်ချိန်ညနေ2:52မိနစ်အချိန်မှာကြတော့ဘလန်စီယာသင်းရဲ့ဘော်ဒီဂျီဒီပြောင်းလာတဲ့တရနှုတ်100ဝင်ရိုးကိုတည်ပြီးတော့မြန်မာကျင်းနဲ့တရနှုတ်80ဆိုပြီးတော့သူပေးလာဘောပေါင်းကြီးကလည်း3ပေါင်း80ဖြစ်လာဆိုတော့ ဒီဘက်မှာပထမတစ်ချက်အနေနဲ့စင်ချင်လင်းလင်းရှိတဲ့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်တယ်။နောက်တစ်ခုကဘလန်စီယာအသင်းရဲ့ body ပေါ့။ကျင်းဝင်ရိုးကိုကျွန်တော်တို့ဒီဘက်မှာစောင့်ကြည့်တဲ့တယ်။တရေနှုတ်100ဝင်ရိုးလား၊တရေနှုတ်90ဝင်ရိုးလားဆိုတဲ့ပုံမှာစောင့်ကြည့်တဲ့တယ်။အကယ်၍ဒီဘက်ဒီကျွန်တော်ကလောက်ကနေအချိန်မှာတရေနှုတ်100ကြီးပြောင်းနဲ့တည်တက်နေတယ်ဆိုရင်ဒီဘက်ကဘလန်စီယာအသင်း body ကိုကစားတဲ့တယ်။အဲ့လိုမှမဟုတ်ဘဲနဲ့တရေနှုတ်80 80ပြတ်တော့ဘာပဲဖြစ်ဖြစ်ကျင်းဝင်ရိုးဒီတရေနှုတ်90ဖြစ်ရင်တော့ liberty body ပဲကစားတဲ့တယ်လို့ကြံပြူတယ် ကျွန်တော်အခုပြောခဲ့တဲ့ခြေဝင်ရိုးဆိုတဲ့သဘောကိုကျွန်တော်ချစ်ဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့ပြီးပြီဗျာကျွန်တော်စာလေးနဲ့လည်းကျွန်တော်ရေးခဲ့ပြီးပြီအဲ့လိုပဲဒီ online မှာဆရာဆရာကြီးတွေလည်းဒီခြေဝင်ရိုးဆိုတာကိုမကြာခဏရှင်းပြတဲ့အတန်ကိုကျွန်တော် ကြားခဲ့ပြီးပြီဆိုတော့ခုလူတွေအဲ့ဒီခြေဝင်ရိုးလေးတော့သိအောင်လုပ်ထားဗျာဟိုကျွန်တော်တို့မသိဘူးဒါပဲလုပ်တတ်တယ်ဆိုတာမျိုးတော့ဟိုအလွယ်တော့မပြောပါနဲ့ဗျာဒီအလုပ်နဲ့ကျွန်တော်တို့တနေ့တစ်ဖုံစားတော့နေကြတာပဲသွားလာနေကြတာပဲအဲ့တော့ဟို USA မှာရိုက်တဲ့အပြာကားတော်မှာဗျာမြန်မာပြည်ကနေပြီးဖုန်းနဲ့ခြာပြီးကြည်နေတာပဲ မြန်မာလူမျိုးတွေမြန်မာလူရှင်းပြထားတဲ့ကျေးဝင်ရိုးဆိုတာ Google မှာချလိုက်တာနဲ့အများကြီးတွေ့မှာပါဗျာဆိုတော့ Blensia နဲ့ Levante ကစားကြမဲ့ပွဲမှာအဓိကအနေနဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ပြီးတော့ body မှာ Blensia သင်းရဲ့ body ဒီကျေးဝင်ရိုးအပြောင်းလဲကိုကြည့်ပြီးတော့ကစားရမဲ့ပွဲဖြစ်ပါတယ်ဗျာနောက်ထပ်တစ်ပွဲက Mainstead Hoffenheim ကစားကြမဲ့ပွဲဗျာအဆင့်16နဲ့အဆင့်6တွေ့တဲ့ပွဲမနေ့ကရာသီဒီနေ့သင်းတွေ့တော့ပွဲစဉ်7မှာဖြစ်ပါတယ်အဲတော့က Ancient Mainz အသင်းကနေ body change မိတ်စတင်းကလည်း2-0နဲ့နိုင်ပြီးတော့ဗိုလ်ကြီးသေးနှုတ်80ပေးတယ်ကိုပေါင်းကြီးက3အပေါင်း60အထိသူပေးခဲ့မိတ်စတီစုပေါင်းဆယ်ပွဲကစားပြီးချိန်မှာနိုင်ပွဲတစ်ပွဲပဲရှိသေးတယ်ဗျာနှစ်ပွဲတည်ကြတယ်ခုနှစ်ပွဲရှုံးတယ်အင်ကွင်းအဝေးကွင်းနောက်ဆုံး6ပွဲဆက်မှာသူတို့လုံးဝနိုင်ပွဲမရှိဘူး5ပွဲအထိရှုံးပြီးတော့တစ်ပွဲတည်ကြတာသူတို့အင်ကွင်းမှာပဲကစားထားတဲ့ပွဲတွေကိုကွက်ပြီးကြည့်မယ်ဆိုရင်စုပေါင်းအင်ကွင်းမှာ5ပွဲကစားပြီးပြီးလုံးဝလုံးဝနိုင်ပွဲမရှိသေးဘူး၄ပွဲဆက်ရှုံးတယ်တစ်ပွဲတည်ကြ အဲ့ဒီကြတဲ့ပွဲကတော့ဟိုအင်ကွက်နောက်ဆုံးပွဲပေါ့ဗျာရလလေးများကောင်းလာပြီဆိုတော့ဟိုဆိုင်လေးများပြလာလားတော့မသိဘူးနောက်ဆုံးပွဲမှာသူတို့သိရကြတယ်ဒီအသင်းတည်တရားသည်အင်ကွက်ထက်အဝေးဘက်မှာစွမ်းဆောင်ရင်ပိုကောင်းပါတယ်ဗျာပထမပိုင်းမှာပေးကိုများတယ်ဒုတိယပိုင်းတော့မိတ်ဆက်ခန့်ဆက်ကမှာတယ်ကြည့်အောင်တဲ့ပိုင်းကိုကြည့်တော့ဘွန်နက်လီကမှာစွပောင်း16သင်းရှိတယ်အဲ့ဒီ16သင်းထဲမှာမိတ်အသင်းတည်ကြည့်အောင်မြင်မှုအဆင့်16နေရာမှာရှိတဲ့အသင်းလုံးဝကြည့်အောင်မြင်မှုအနည်းဆုံးအသင်း စွန့်ပေါင်း၁၀ဘွဲမှာအပေါ်သင်းဖြစ်သူ၃ဘွဲကစားရတယ်အောက်သင်းဖြစ်9ဘွဲကစားရနှစ်ဘွဲကြေးအောင်နဲ့၈ဘွဲသူကြေးကြတယ်ထူးခြားတာကမိတ်စ်တွေလောလောဆယ်မှာရက်လက်တွေလုံးဝညံ့နေတဲ့ဆိုပေမဲ့ဈေးကွက်မှာအပေါ်သင်းနေတဲ့သူ၃ဘွဲအထိကစားထားတာကိုကြည့်ရင်မိတ်စ်တွေဈေးကွက်တန်ဖိုး level တစ်ခုမှရှိနေသေးတယ်ဆိုတော့ဒီနေ့ရှားရှားမြင်ရတယ်စွန့်ပေါင်းကစားထားတဲ့၁၀ဘွဲမှာ9ဘွဲ၉အောက်ကစားထားတယ်အိမ်ကွင်းအဝေးကွင်းနောက်ဆုံး၃ဘွဲဆက်၉အောက်သူကစားထားတယ် ။ဟိုဖိုင်ကြတော့ဆယ်ဝဲသားပြီးမှ၆ပွဲနိုင်တဲ့တပွဲသေးကြတယ်၃ပွဲရှုံးတယ်။အင်ကွင်းအဝေးကွင်းနောက်ဆုံး၄ပွဲဆက်အနိုင်ရတာ။အဝေးကွင်းမှာကစားထားတဲ့၅ပွဲမှာလုံးဝရှုံးပွဲမရှိဘူးဗျာ။၄ပွဲနိုင်တဲ့တပွဲသေးကြတယ်။တပွဲပြတ်မြောက်အဝေးကွင်းမှာနှစ်ဂိုးနှုံးသူတွင်းနိုင်တယ်။အဲ့ဒီအထက်ကိုသူရောက်အောင်တွင်းနိုင်တယ်။ပထမပိုင်းရောဒုတိယပိုင်းမှာပါသူကိုသွင်းနိုင်တယ်ဒုတိယပိုင်းမှာတိုက်စစ်ပိုကောင်းတယ်ဒါကဒီအသင်းရဲ့အဝေးခွင့်ဆွတ်ဆောင်ရေး ကြည့်အောင်ထားတဲ့အပိုင်းကိုကြည့်တော့စုပေါင်း၁၀ပွဲကစားပြီးချိန်မှာဘွန်နက်လီကစစ်ချက်တင်းနဲ့မှဒုတိယမြောက်ကြေးအောင်မင်းဆုံးအသင်းဒီဟော့ဖိုင်ဖြစ်ပါတယ်။အဲ့ဒီဒုတိယမြောက်ကြေးအောင်မင်းဆုံးဆိုတာအင်ကွင်းအဝေးကွင်း၁၀ပွဲမှာဒုတိယမြောက်အဝေးကွင်းမှာကစားထားတဲ့ပွဲတွေကိုပဲကွက်ပြီးတော့ဘသူကြေးအောင်မင်းဖို့အများဆုံးလဲဆိုပြီးကြည့်တဲ့အခါဟော့ဖိုင်အသင်းဒီအဝေးကွင်းမှာကြေးအောင်မင်းဖို့နံပါတ်၁နေရာမှာရှိနေတဲ့အသင်းဝေးကွင်းမှာစုပေါင်း၅ပွဲကစားပြီးပြီး၅ပွဲလုံးကြေးအောင်ထားတဲ့အပေါင်း၄၅၀အထိဖြစ်ထားပါတယ်။ ဟောဖိုင်ဟင်းဒီလောက်ထိကြီးတယ်အောင်ရတဲ့အကြောင်းကသူတို့ရှစ်ဆွမ်းကြောင့်လည်းပါတယ်လို့ဒီရာတီဒီအသင်းရဲ့ဈေးကွက်တန်ဖိုးတော်တော်လေးနှိမ့်လာကြောင်းလည်းပါပါတယ်ဗျာမိတ်ဆယ်ဟောဖိုင်ဟင်းကြားကဈေးကွက်ကွာဟမှုကိုကြည့်တဲ့အခါမိတ်စ်တီဟောဖိုင်ဟင်းထက်အနည်းဆုံးပြ20နဲ့အမြင့်ဆုံးပြ90ကြားကွာဟတာကိုတွေ့ရပါတယ်ဒီဘုတ်တပေးထားတဲ့စတဲ့ချင်းမှာမင်းစ်ကနေတေနုတ်35ပေးထားတယ်ဂိုးပေါင်းချင်းက3တီပေးထားတယ်အခုနေ့လယ်တနာရီခွဲမှာကြတော့ဘော်ဒီချင်းကဒဲချင်းဖြစ်လာပြီးတော့3ပေါင်း20 3တီဝင်ရောကနေ3ပေါင်း20ဖြစ်လာ ဒီဘွဲကောက်ကို စတဲ့ကြည့်ပါတယ်ကဒဲဝင်ယောကနေပြီးစပေးခဲ့တာဆိုတော့ဗျာဈေးကွက်မှာမိတ်စီဟောဖဟင်းအတင်းထက်ကိုအနှုတ်20ဒါမှမဟုတ်အနှုတ်30လောက်သူပုံမြင့်တဲ့အတွက်သူအိမ်ကွက်မှာကစားတဲ့ကဟောဖဟင်းသူကတည်းကဘာကောင်းမဲဖြစ်ဖြစ်သူအနံ့ရဖို့လိုအပ်တယ်ဆိုရင်ဒီအနှုတ်50ဝင်ယောကနေဒီအနှုတ်20ဒီအနှုတ်35စသည်အဖြစ်သူ ပေးလို့ရပါတယ်အခုကစတဲ့ကြည့်ပါတယ်ကဒဲဝင်ယောကိုတဲ့ပြီးပေးလာတာဖြစ်တဲ့ဒီပွဲတီတေနဘောက်ရှိတယ်ဗျာ နောက်တစ်ခုကဘော်ရီဂျေးဒဲဝင်ယိုးမှာကိုပေါင်ဂျေး 3D ဆိုတာဒီနှစ်ဖက်သွင်းကိုရှိမယ်လို့ယူဆလို့ရတဲ့ဂျေးတခြားဘက်မှာဖွင့်ထားတဲ့ဂျေးတွေကိုလိုက်ကြည့်တဲ့အခါဒီပွဲစဉ်မိနစ်60အတွင်းမှာပြန်လည်သွင်းကိုတွေတေချာပေါက်ရှိမယ်ဆိုပြီးတော့ပေးထားတဲ့ဂျေးတွေကိုထင်ထင်ရှားရှားတွေ့ရတယ်မိနစ်60အတွင်းမှာသေချာဖို့များတဲ့ပွဲနှစ်ဖက်သွင်းကိုရှိမယ်ပွဲတစ်ဖက်တကူးစီမဖြစ်ပါစေနဲ့လို့တော့ဆုတောင်းတာပေါ့ဗျာဒီပွဲမှာကိုပေါင်းအပေါ်တစ်ကြောင်းနဲ့ပဲကျွန်တော်ကြိုက်ပါတယ် နောက်ထပ်တစ်ပွဲက next step မာဆေးကလောက်မဲ့ပွဲမြန်မာစံတော်ချိန်2:55မှာဖြစ်ပါတယ်အဆင့်6နေရာကတင်းနဲ့အဆင့်2နေရာကအတင်းမနေ့ကရသည်ဒီနှစ်သင်းတွေ့တုံးက2-0နဲ့အိရှင်သင်းကနိုင်ပြီးတော့ body jay ဒဲကြီးပြကိုပေါင်းချက်က3-90အိရှင်နစ်ကစုပေါင်း12ပွဲကစားပြီးချိန်မှာနိုင်ပွဲ9ပွဲရှိတယ်ရှုံးပွဲ2ပွဲရှိတယ်တရေ2ပွဲရှိတယ်နောက်ဆုံး2ပွဲဆက်တော့သူကျုံးထားတယ်ဒီသင်းကအိမ်ပွဲဆိုကောင်းတယ်ဗျအိမ်ပွဲမှာကစားထားတဲ့စုပေါင်း6ပွဲမှာ ပထမဆုံးကစားခဲ့တဲ့အင်ကွင်းပွဲစဉ်တက်မှာပဲသူတို့ချုံးခဲ့တာပြီးတော့အင်ကွင်းပွဲစဉ်နှစ်အင်ကွင်းပွဲစဉ်3 4 5နောက်ပိုင်းပွဲတွေမှာသူတို့လုံးဝမချုံးတော့ဘူး၄ပွဲနိုင်ပြီးတော့တပွဲတည်ကြပထမပိုင်းရောဒုတိယပိုင်းမှာပါအင်ကွင်းဆိုသူတို့5ရတက်တယ်အဲ့လိုပဲသူတို့ရဲ့ခံစစ်ကလည်းပထမပိုင်းဆိုလည်းကောင်းတယ်ဒုတိယပိုင်းဆိုလည်းကောင်းတယ်ဗျပြီးတော့ဒီ list အသင်းရဲ့ကြည့်အောင်ထားတဲ့အပိုင်းကလည်းတော်တော်လေးကောင်းတယ်နောက်ဆုံးကစားထားတဲ့အင်ကွင်းအဝေးကွင်း shop ပွဲမှာတပွဲကြည့်ကြပြီးတော့5ပွဲအထိသူတို့ကြည့်အောင်ထားတယ်အဲ့ဒီ5ပွဲမှာအပေါင်း900အထိသူတို့ဖြစ်ထားတယ် မဆစ်ကြတော့စွပောင်း12ပွဲမှာ3ပွဲရှုံးနိုင်တပွဲတည်းရကြပြီးတော့နိုင်ပွဲစွပောင်း10ပွဲအထိရှိပါတယ်။အဝေးဘက်တော့ဒီအသင်းဒီနည်းနည်းလေးညံ့နေပြ6ပွဲမှာ3ပွဲရှုံးပြီးတော့3ပွဲသူနိုင်တာတယ်။အဝေးဘက်ရောက်ရင်တိုက်စစ်ကသူတို့ရော့တယ်လို့ခံစစ်ကတော်တော်လေးမာတယ်ဗျ။ပထမပိုင်းမှာသွင်းကိုနေတယ်ဒုတိယပိုင်းမှာ2ပွဲပဲသူတို့ကိုရတယ်။ပြီးတော့ဒီအသင်းဒီသူတို့ဂိုးပေးရင်ဒုတိယပိုင်းမှာပဲဂိုးအပေးအယူလုပ်တာကိုကျွန်တော်တို့တွေ့ရတယ် ကြည့်အောင်ထားတဲ့အပိုင်းကိုကြည့်တော့၁၂ပွဲကစားပြီးချိန်မှာစုပေါင်း၈ပွဲအထိကြည့်အောင်ထားပြီးတော့အဝေးဘက်မှာ၆ပွဲကစား၃ပွဲကြည့်အောင်နဲ့၃ပွဲကြည့်ကြတာဒီနှစ်သင်းကြောင်းကဈေးကွက်ကွာမှုကိုကြည့်တဲ့အခါမာဆေးသင်းဒီနီးစတပြား၁၅၀ကွာတော်ကိုတွေ့ရပါတယ်ဒီဘော့တက်ပေးထားတဲ့စတဲ့ကြည့်မှာမာဆေးကနေဘော်ဒီကြည့်တည်နှုတ်၈၀ပေးတယ်ဂူပေါင်းကြီးက၃အပေါင်း၆၀ပေးထားအခုမြန်မာဆန်တော်ကြီးညနေ၃နာရီကျော်လာတဲ့အချိန်မှာလဲကြည့်ကတော့ဒီကြည့်ပဲပြောင်းလဲလာခြင်းမရှိဘူးဘော်ဒီရောဂူပေါင်းရောမပြောင်းသွားဘူး ဆိုတော့မန်စီးသည် ancient nice အသင်းထက်ကိုပြပြ50กว่าတယ်လို့ကျွန်တော်ပြောခဲ့တယ်ဆိုတော့သူတို့အိမ်ခွဲမှာကစားရင်ဝပေါင်း50ပေးရမယ့်အသင်းကိုဝေခွဲမှာသွားကစားရင်တရင်နှုတ်50ဆိုရင်လုံလောက်ပါတယ်တရင်နှုတ်50ဝင်ရောက်နေ60 80ဆိုလုံလောက်တယ်ဒါပေမဲ့ဒီပွဲစတဲ့ခြေမာတွေကမန်စီးကတရင်နှုတ်100ဆိုတဲ့ခြေဝင်ရောက်နေတရင်နှုတ်100ဆိုပြီးခတ်တင်တင်ပေးလာတဲ့အတွက်ကိုဒီပွဲမှာအဲ့တဲ့မန်စီးအသင်းဘော်ဒီကိုချက်ပါတယ်ဗျာဂိုးပေါင်းဆိုရင်တော့ကျွန်တော်ဂိုးအောင်ဒီပွဲပိုချက်တယ် အစုံလေးလက်နားတောင်းပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျာမြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားနဲ့မြန်မြန်ကျဆုံးပါစေခင်ဗျာ